โอเคအဲ့တော့ကျွန်တော် idea တွေစလာပြီဆိုတော့ idea တွေစလာပြီဆိုတဲ့နေရာမှာကျွန်တော်ဒီမှာအဓိကမလုပ်ချင်တာလဲဆိုတော့ YouTube channel တစ်ခုမှာကျွန်တော် idea လိုအပ်တယ်ဆိုတော့ idea နှမျိုးရှိရေပေါ့ဗျာကျွန်တော် YouTube channel အတွက်ကိုဒီ၅ channel ကဘာဘာအကြောင်းအရာဖြစ်မလဲငါဘာတွေပြောမှာလဲငါဘယ်လိုတွေလူတွေကို value ပေးမှာလဲဆိုတော့အဲ့ဘက်ပိုင်း idea တွေရှိမယ်နောက်တစ်ခုကကျွန်တော်အဲ့ channel idea ရပြီဆိုလို့ရှိရင် video idea တွေရှိမယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာကျွန်တော်ဒီမှာပြောချင်တာကတော့ကျွန်တော်တို့ဒီ YouTube channel တစ်ခုလုံးရဲ့ idea ပေါ့ channel တခုလုံးရဲ့ idea ကိုကျွန်တော်ဒီမှာပြောချင်တာအဲ့တော့ဒီ chapter 2ကကျွန်တော်အဓိကပါဆို idea ဘိုင်းနဲ့ကျွန်တော်တို့ရေးရှိဘလို့သွားမလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့သွားမှာဖြစ်တယ်ဆို idea ဘာလို့အရေးကြီးသလဲရှင်းပါတယ်ကျွန်တော်တို့အစတည်းကရွေးကနေရကိုကျွန်တော်တို့က idea ကိုမှမှန်ကန်ကန်မရွေးခဲ့လို့ရှိရင်နောက်ပိုင်းကြလို့ရှိရင်ကိုကလောက်ရတာအဆင်မပြေဖြစ်လာမယ်အချိန်ကြာတဲ့အခါမှာကျွန်တော်တို့ပြင်းလာမှာတို့အဲ့လိုမျိုးရှိလာမယ်ပြီးတဲ့အခါကြာလို့ရှိရင်ရေးရှိသွားခြင်းတဲ့အခါမှာကိုကလောက်တာလောက်နေရရပတ်စံရဟိုထင်းတလောင်းမရဘူးအဲ့လိုမျိုးတွေအကုန်လုံးက idea ပေါ်မှာမူတည်နေလို့ โอเคတော့ကျွန်တော် idea ဘိုင်းလေးစာရအောင်โอเคအဲ့တော့ idea generator တက်ကိုကျွန်တော်တို့ formula တစ်ခုကျွန်တော်လုပ်ထားတာရှိပါတယ်ပျော်โอเคအပေါင်းကြည့်သူများ အပေါင်းပတ်စံရနိုင်โอเคအဲ့တခုချင်းကိုကျွန်တော်ရှင်းပြပါမယ်ပျော်ဆိုတာကိုလောက်ရတာပျော်သလားဒီ idea ကိုဒီ video လေးလောက်ရတာပြောသလားတခါတလေကိုကပတ်စံရမယ်လို့ထင်လို့သာလုပ်နေတယ်တကယ်ကျတော့အဲ့ idea ကမပြောဘူးဆိုတာမျိုးရှိနေတယ်ဆက်လို့မပြောဘူးဆိုလို့ရှိရင်ဒီ idea ကမကောင်း โอเคနောက်ပြီးကြီးသူရောများနိုင်သလားအကိုကပြောစားပြောရဲကိုရဲ့ idea ကိုကြီးရဲ့လူတယောက်မှမရှိဆိုကျွန်တော်ပတ်စံချဖို့ကခတ်သွားပြီအဲ့တော့ကြီးရဲ့လူရောများနိုင်သလားပြီးရင်နောက်တစ်ခုကပတ်စံရောရနိုင်သလားโอเคပြောရဲပြောရဲကြီးရဲ့လူလည်းများတယ်ပတ်စံရဖို့ခတ်တယ်ဒါဆိုရင်ရောကျွန်တော်တို့ဒီ idea မကောင်းပြန်ဘူးโอเคအဲ့တော့ကျွန်တော်တို့တကူချင်းတွေကြီးကြီးအောင်ပြောဆိုပါလဲကြီးတဲ့လူများတယ်ဆိုတော့ဘာလဲပတ်စံရနိုင်တယ်ဆိုတော့ဘာလို့ပြောရလဲโอเคပြောဆိုတာတကယ်တော့ကျွန်တော်ပြောချင်တာဒီနေရာမှာ passion ကိုပြောချင်တာကျွန်တော်အင်္ဂလိပ်စကားလုံးသိပ်မသုံးချင်လို့ passion ကိုကျွန်တော်ပျော်လို့ပြောထားတာပေါ့ အပက်ရှင်ဆိုတာဘာလဲဆိုအဓိကကိုလောက်ရတာကြိုက်တာကိုပြောတာပေါ့ကိုဒါကိုတကယ်လောက်ရတာကြိုက်သလားအဲကြိုက်တယ်ဆိုရင်ပက်ရှင်ရှိရလို့ပြောလို့ရမကြိုက်ဘူးဆိုပက်ရှင်မရှိဘူးပေါ့ဗျာဒါဟို simple definition အနေနဲ့ဖွင့်လို့ရှိရင်ပေါ့ဆိုတော့ဒီ idea ကိုရွေးကန်ဒီမှာကိုကိုကိုဒီလို main goal လေးနှစ်ခုကျွန်တော်မေးကြည့်စေချင်တယ်ဆိုတော့နောက်ထပ်နှစ်နှစ်တိတိနောက်နှစ်နှစ်တိတိပတ်စံတပြားမမရပဲနဲ့ကျွန်တော်ဗီဒီယိုတွေရိုက်ရမယ်ဆိုလို့ရှိရင်ကိုရိုက်မဲ့ဗီဒီယို idea ကဘာကြီးလဲအဲ့တော့ ဟိုကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဒီဒီကျွန်တော်ရဲ့ DBS မြန်မာ channel ရှိရယ် DBS မြန်မာ channel ကနေကျွန်တော်ဒီငွေရှာတဲ့အကြောင်း digital marketing အကြောင်းတွေဒါတွေကိုကျွန်တော်ပုံမှန်မျှဝေပေးနေတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်ပတ်စံတပြားမှမရလဲကျွန်တော်လုံနိုင်သလားအရင်တော့လုံနိုင်ခဲ့သလားဒါကိုကျွန်တော်ပြန်စဉ်းစားရတာပေါ့နော်ဆိုတော့အရင်တော့ပတ်စံမရခင်တော့လည်းကျွန်တော်ဒီဒီ channel ကနေကျွန်တော်သိရတယ်ကျွန်တော်မျှဝေနေတာပဲအခုကျွန်တော်အင်ခန်းနေဝင်လာတဲ့အခါကျတော့လည်းဆက်မျှဝေနေတာပဲအဲ့တော့ပြောချင်တာကပတ်စံလုံမမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ video idea တွေကိုဆက်လုပ်နေပါလား နှစ်သိန်းတိတိပတ်သက်လို့တပြားမှမရဘူးဆိုလို့ရှိရင်โอเคနောက်မေကွန်းတစ်ခုကကျတော့တကယ်လို့ပတ်သက်အကြောင်းလုံးဝစဉ်းစားကြမလို့တော့ကို့မှာအရာအရာပြည့်စုံသွားပြီဘန်ထဲမှာတိန်းတောင်တိန်းတိန်းပေါင်းတသိန်းရှိနေပြီပေါ့ဗျာဘန်ဒိုးလေးနဲ့ထိုင်စားလို့ရတဲ့အနေထားကိုရောက်နေပြီဆိုပါစို့အဲကြလို့ရှိရင်ဗီဒီယိုရိုက်တော့မယ်โอเคအဲ့ဆိုငါပြင်းနေကွာ YouTube channel တစ်ခုထောင်ဗီဒီယိုတွေငါတင်တော့မယ်အဲ့ဒီကြရင်တင်မဲ့ဗီဒီယိုအိုင်ဒီယာကဘာတွေလဲနော်ဆိုတော့အဲ့ဒါလေခုနကတဲ့သဘောတရားတူတူပဲငွေအကြောင်းလုံးဝစိတ်ပူစရာမလိုဘူးဆိုလို့ရှိရင်အားဝါပြီဆိုလို့ရှိရင် ငါပြင်းနေကွာဗီဒီယိုတွေရိုက်မယ်ဆိုအဲ့ဗီဒီယိုအကြောင်းအရာတွေကဘာတွေဖြစ်ဟာတာဗီဒီယိုတွေလဲဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုး landing ဗီဒီယိုတွေဒါမှမဟုတ် technical tutorial တွေဒါမှမဟုတ်လို့ရှိရင်ဒါပေါ်တော့ investment ကျွန်တော် advice တွေလားဘာ idea တွေဖြစ်မလဲဆိုတော့အဲ့ဒီမေကွန်နှစ်ခုကိ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 ုမေးကြည့်စေချင်တယ်အဲ့မေကွန်နှစ်ခုကထွက်လာတဲ့ဟာတွေအကုန်လုံးဒီတကယ်ကိုကိုကိုမလိမ်မဲနဲ့မေးပါဗျာဒီမှာအဲ့တော့ဟိုထွက်လာတဲ့ဟာတွေအကုန်လုံးဒီမိတ်ဆွေရဲ့ passion တွေဖြစ်တယ်မိတ်ဆွေတကယ်ပျော်တဲ့ဟာတွေဖြစ်တယ် ဲ့တော့ဒီနေရာမှာကျွန်တော်ဘာကြောင့်ဒီ fashion ပျော်တာကိုကျွန်တော်အဓိကရွေးစေချင်တာလဲဆိုလို့ရှိရင်မိတ်ဆွေသွားမကီလန်အရှိကြီးရှိသေးတယ်ကျွန်တော် YouTube channel အခုမှစထောင်နေအခုချက်ချင်းပတ်စံရမှာမဟုတ်ဘူးခဏပြောသလိုရက်လာနှစ်ကြာသွားတဲ့အထိကိုဗီဒီယိုတွေတောက်လျှောက်တောက်လျှောက်တောက်လျှောက်ထုတ်နေရမှာဆိုရင်မိတ်ဆွေတကယ်မပြောတဲ့ idea ကိုမိတ်ဆွေငွေရချင်းစောတစ်ခုနဲ့ရွေးခဲ့တယ်ဆိုလို့ရှိရင်ရေးရှင်မှာမလုပ်နိုင်တော့ ောက်ရတာပြင်းလာတယ်လောက်ရတာစိတ်ညစ်လာမယ်အဲ့တော့စိတ်ညစ်ကြီးနဲ့လုံနေရဖြစ်တဲ့အတွက်ဗီဒီယိုကိုလည်းအသိအားမဆိုင်ချင်တော့ဘူးအားမဆိုင်နိုင်တော့ဘူး quality ကလည်းအရင်မကောင်းတော့ဘူးအဲ့လိုဖြစ်လာလိမ့်မယ်အဲ့တော့ကျွန်တော်အစတွေကပတ်သက်မင်းကလည်းလုံလို့ရတယ်ကွာဆိုတော့ idea မျိုးကိုကျွန်တော်ကရွေးစေချင်တာဒါမှမိတ်ဆွေဒီဗီဒီယို quality ကောင်းကောင်းတွေကိုကျွန်တော်ရေရှည်ထုတ်သွားဖို့အတွက်ကိုစိတ်ထဲမှာပျော်မှာဖြစ်တယ် โอเคအဲ့တော့ passion ရှိတာကိုရွေးပါအဲ့တော့ဒီမေးခွန်းနှစ်ခုကိုဖြည့်ကြည့်ပါအရင်ဆုံးဖြည့်ကြည့်ပြီးတော့မှဒီမေးခွန်းနှစ်ခုတွေကဘာအရာတွေထွက်လာတယ်လဲဆိုတာကို subscribe နဲ့ဖြည့်ဖြည့်ရေးချထားလိုက်โอเคအဲ့တော့နောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်ကအဲ့ဒီမိတ်ဆွေရဲ့ခုနကရေးချထားတဲ့ idea တွေကကြည့်ရတူရောများပါမလားเนาะအဲ့တော့ဟိုဆိုလိုတဲ့ဘောကကြည့်ရလူများပဲနဲ့ idea ပဲကောင်းနေရယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့စီဝါရေးတစ်ခုလုပ်လို့မရဘူး YouTube channel ကနေငွေရှာလို့မရဘူးအဲ့ဒီကနေ business တစ်ခုဆက်သွားလို့မရဘူးအဲ့ကြည့်ရသူများပါမလား အဲ့တော့ကျွန်တော်တို့ချင်းရလူများတယ်မများဘူးဆိုတော့ကျွန်တော်ဘာလို့ရမလဲဆိုတော့ခုနကရလာတဲ့ idea တွေထဲမှာ idea တွေကိုကျွန်တော်မိတ်ဆွေချရေးထားပြီးသားရှိတဲ့ idea တွေတွေက idea တစ်ခုချင်းစီကို YouTube မှာရိုက်စာကြည့်မခုနကကျွန်တော်တို့ဆိုလို့ရှိရင် make money online online နေငွေရှာတဲ့အကြောင်းကိုကျွန်တော်မြန်မာနိုင်ငံမှာပြောရလူရှိလားအဲ့တော့ make money online မြန်မာကျွန်တော်ရိုက်စာကြည့်တယ် make money YouTube မြန်မာကျွန်တော်ရိုက်စာကြည့်တယ်ရိုက်စာကြည့်ပြီးကျွန်တော်ဘာကြီးကြည့်လဲဆိုလို့ရှိရင် check potential guest competitors တို့ရဲ့ပြိုင်ပွဲဖြစ်လာမဲ့လူတွေဘလောက်များများရှိတယ်လဲဘလောက်များများတို့ဗီဒီယိုတွေတင်နေတယ်လဲเนาะအဲ့တော့ဟိုအက်ဒစ်တွေရောဖြစ်သလားเนาะအဲ့ဒါကြီးကျွန်တော်ကြည့်မယ်အဲ့တော့ potential customer တွေ potential competitor တွေကျွန်တော်တို့ရှိတယ်အဲ့ဒီလူတွေဒီဗီဒီယိုတွေလည်းပုံမှန်တင်နေကြတယ်တို့ဗီဒီယို view တွေလည်းကောင်းတယ်ဆိုရင်ဒါဒီ audience size ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ပြိုင်ပွဲတွေရောရှိမှာပြိုင်ပွဲရှိမှာကိုကျွန်တော်တို့မကြောက်နဲ့ပြိုင်ပွဲလုံးဝမရှိတဲ့ အဲကျွန်တော်တို့ net ပဲ niche ကိုကျွန်တော်ရွေးဖို့မစင်စားနဲ့ကျွန်တော်ချက်မှာပြန်ဖက်ရှိတယ်ဆိုတာဒီကျွန်တော်တို့အရှိမတက်တည်ပြပြီးသားရှိတယ်လို့ဆိုလိုတာကျွန်တော်ကပြန်မဲ့လုံးဝမရှိတဲ့တရားမှမလုံးဝသေးတဲ့ channel ကိုလုံမယ်ဆိုလို့ရှိရင်ဒါစိတ်ထဲမှာငါ channel ရဲ့ idea အောင်မြင်မှမလားမသိဘူးဆိုတော့အတွေးဝင်ကောင်းဝင်လိမ့်မယ်ပြန်မဲ့ရှိပြီးသားအရှိမပြန်မဲ့တရားရောက်ရှိနေပြီးသားအဲ့လိုကလည်း video view တွေအများကြီးရနေပြီးသား idea မျိုးဆိုရင်သူကကျွန်တော်တို့ဟိုတက်တည်ပြထားတာငါတို့ဒီမှာ audience ကောင်းကောင်းရှိတယ်ဆိုတာမျိုးကျွန်တော်မြင်နေရပြီ အဲ့ဆိုကျွန်တော်တို့ကသူ့ထက်ပိုကောင်းအောင်ဟိုဟိုလုပ်နိုင်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်သူ့ထက်ကျွန်တော်တို့ပုံစံပြောင်းပြီးတော့သူ့လို presentation မျိုးမဟုတ်ဘူး ਨੇ presentation ပုံစံပြောင်းပြီးပြောင်းပြီးလုပ်နိုင်မယ်ဆိုလို့ရှိရင်အောင်မြင်လာလိမ့်မယ်တပောကအဲ့တော့ပြန်မရှိမအောင်မကြောက်နဲ့ခုနပြောသလို check လုပ်ပါ potential competitor တွေကိုကျွန်တော်တို့တစ်ချက်ရှာနောက်ပြီးရင် Star Wars တွေရိုက်ကြည့်ပါ Star Wars ဆိုတာဘာလို့ပြောရလဲဆိုတော့ဟိုမှာခုနကကျွန်တော်ပြောတဲ့ idea တွေပေါ့ idea တစ်ခုချင်းစီမှာဟိုမှာ make money online မြန်မာပေါ့ okay အဲ့တော့ကျွန်တော်က make လို့ရိုက်ကြည့်လိုက် အဲ့မှာထွက်လာတဲ့ဟာတွေကဘာတွေလဲအဲ့ထက်မှာ make money online မြန်မာနော်ရှားကြီးကြည့်လိုက်အောက်မှာ make money online မြန်မာ make money online မြန်မာ earn money online မြန်မာကျွန်တော်တို့ YouTube ကနေပြီးတော့ auto suggestion တွေပေးရည်ရှိတယ်ဆိုတော့အဲ့လိုမျိုး auto suggestion တွေပေးပြီဆိုလို့ရှိရင်ဒါဒီအရှာများနေတယ်လို့ YouTube ကဆိုလိုတာသူက ရှာရဲလူတွေနည်းနည်းပါးပါးပဲရှိတဲ့ဟာတွေဆိုသူက auto suggestion မပေးဘူးကျွန်တော်တို့ရိုက်လိုက်တယ်သူကသူပျောက်သွားတယ်ကျွန်တော်တို့ under call လိုက်တော့မှကျွန်တော်တို့ရှာရဲစကလုံးငယ်ဆိုင်တဲ့ဗီဒီယိုတွေပေါ်လာတယ်ဒါကတိတ်ပြီးတော့ဟိုကျွန်တော်တို့ auto suggestion မပေးဘူးများဟိုနည်းနည်းနည်းလို့ပေါ့အဲ့တော့အဲ့လို auto suggestion တွေပေးတယ်ဆိုလို့ရှိရင်ဒါဒီရှာရဲလူများတယ်ရှာရဲလူများတယ်ဆိုလို့ရှိရင်ဒါဒီ audience size ကောင်းတယ်ဘာလို့ရှာရဲနေတဲ့လူများပြီဆိုမှတော့ audience size ကကောင်းပြီပေါ့နော်ဒါကတစ်ခုနောက်ဆုံးတစ်ခုကကျတော့ ကျူပါဒီလိုမျိုးကျွန်တော်တို့ tools တွေရှိတယ်အဲ့လို tools မျိုးတွေတုံးပါအဲ့တော့ဒီ tool အကြောင်းကိုတော့ကျွန်တော်ကျူပါဒီအခန်းမှာအသေးစိတ်ကျွန်တော်ပြောပြပါမယ်ဒီကျူပါဒီဆိုတာဘာလဲဘယ်လိုလုပ်ရတာလဲဆိုတာကျွန်တော်အကုန်လုံးရှင်းပြပါမယ်လောလောဆယ်မှာကျူပါဒီလိုမျိုးတက်ပါဒီ tool တွေကိုလည်းတုံးပြီးတော့မှကျွန်တော်ရှာလို့ရတယ်အဲ့တော့ဒီအစ်စ်မှာမိတ်ဆွေအရင်ဆုံးလောက်ရမှာဒီခုနကနှစ်ခုအရင်ဆုံးလောက်ကျွန်တော်လုပ်တင်တယ် idea တွေရပြီဆိုလို့ရှိရင် idea တွေကို potential competitor ဘယ်လောက်ရှိတယ်လဲအဲ့လူတွေက view ဘယ်လောက်ရှိတယ်လဲ video တွေတင်နေသလားအတိတ်ဖြစ်သလားဒါတွေကိုကျွန်တော်တို့ရှာမယ် ရှိတယ် update ဖြစ်တယ် competitor ရှိတယ်သူတို့ subscriber များတယ် video view တွေလည်းများတယ်ဆိုတာဒီဟာဒီကောင်းတဲ့ audience size ရှိတယ်အဲ့လိုပဲတခုခုကိုရိုက်ရှာလိုက်တဲ့ကျွန်တော်တို့ YouTube ကနေပြီး auto suggestion တွေပေးတယ်အဲ့ထဲမှာအများကြီးရှိတယ် auto suggestion တွေအများကြီးရှိတယ်ဆိုလို့ရှိရင်ဒါဒီကောင်းတယ်ဒါဆိုလူတွေကရိုက်ရှာရတဲ့လူတွေများနေလို့ okay အဲ့ဆိုဒါဒါဆိုလည်း audience size ကကြီးတယ် okay အဲ့တော့ဒီအစ်စ်မှာဒါလေးအရင်ဆုံးလုပ်ပါ okay နောက်တစ်ခုသွားမယ် okay နောက်တစ်ခု ကျွန်တော်ပတ်စံရနိုင်ကြည်အရေးကြီးသေးတယ်ဒါလည်းကျွန်တော်တို့ကဟိုကိုပြော်တာလည်းလုပ်တယ် audience size လည်းရှိတယ်ဒါပေမဲ့ပတ်စံအောင်ရပါမလားเนาะဆိုတော့ဒီမှာတခုဒါကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့တချို့တွေရှိကြတယ်ကျွန်တော်တို့ဒီအအခုကျွန်တော်လာလာမေးကြတယ်ကျွန်တော် channel မှာဆိုလို့ရှိရင်ရုပ်ရှင်ကားလေးတွေတင်ပြီးတော့ပတ်စံရှာလို့ရမလားတချင်းလေးတွေတင်ပြီးပတ်စံရှာလို့ရမလားအဲကျွန်တော်ဘောလုံးပွဲ highlight တွေတင်ပြီးပတ်စံရှာလို့ရမလားဒါမျိုးကြီးကျွန်တော်လာမေးကြတယ် အဲ့လူကထားပါတော့သူကရုပ်ရှင်ကြည့်ရတာဝါသနာပါရုပ်ရှင်ကားတွေဒီကွယ်လေးကြည့်ရဆိုတော့သူကရုပ်ရှင်ကားတွေအကြောင်းသူက passion ရှိရပြောပြောရတယ်ပေါ့ပြီးတော့တတိယနဲ့ YouTube မှာမြန်မာ movie ဆိုပြီးရှာလိုက်လို့ရှိရင်ရှာနေတဲ့လူတွေကလည်းအများကြီးတင်ထားတဲ့လူတွေလည်းအများကြီးအဲကျွန်တော်တို့ဟိုလူတွေကလည်းအဲ့မြန်မာ movie keyword ကိုအတက်ကုန်ရှာနေကြရဆို audio size ကလည်းကြီးတယ်ဒါပေမဲ့ပတ်စံရနိုင်တယ်ဆိုတဲ့နေရာမှာပြုတ်သွားတော့ဘာကြောင့်လဲ ီရုပ်ရှင်ကားကြီးဆိုတာကျွန်တော်တို့ပိုင်တာမဟုတ်ဘူးနိသူက corporate owner တွေရှိရဲအဲဒီရုပ်ရှင်ကိုထုတ်လုပ်တဲ့ထုတ်လုပ်ရေးရနေပိုင်တာမျိုးတွေရှိမယ်အဲ့လူတွေလည်းသူတို့ကသူတို့ YouTube channel တွေထောင်ထားကြတယ်အဲ့တော့အဲ့လူတွေကဘာလုပ်လဲဆိုတော့မိဆွေအဲ့လူမျိုးတင်လိုက်ပြီဆိုတာနဲ့အဲ့ဒါကို copyright ဖြုတ်ချတယ် copyright strike ထိတယ် copyright claim ထိတယ်ဒါတွေထိကြတယ်ဆို copyright အကြောင်းကိုတော့စိတ်မပူဘူးねကျွန်တော်တည်တဲ့အခန်းအခန်းနဲ့ရှင်းပြပါမယ်လောလောဆယ်မှာအဲ့လိုမျိုးတင်ရင်ကိုယ့်ရဲ့ content မဟုတ်တဲ့အတွက်ကျွန်တော်ပတ်စံရဖို့မလွယ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်မှတ်ထားတယ်။အဲ့တော့ခုနကပြောတဲ့ ပျော်တယ် audience size ရှိရဲဒါပေမဲ့ပတ်စံမရနိုင်အဲဆိုဒါဒီ idea ကလည်းကျွန်တော်တို့အချိန်ပေးပြီးလုပ်ဖို့အတွက်မတန်ဘူးပေါ့ဗျာအဲ့တော့အဲ့ဒါကိုဆိုလိုတာအဲ့တော့ဒီမှာပတ်စံရနိုင်နေဆိုတဲ့နေရာမှာအနာဂတ်မှာ potential ဘယ်လောက်ရှိလဲခဏကျွန်တော်ပြောရဲဟာကိုကရုပ်ရှင်ကားတွေတင်း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 ပြီးသွားလို့ရှိရင်အနာဂတ်မှာ potential လုံးဝမရှိဘူးကိုဟာဒီအဲကျွန်တော်တို့ငွေရဖို့အတွက် chance ကအရန်နည်းတယ်ဆိုလို့ရှိရင်ဒါဘာလို့လုံးမလဲအနာဂတ်မှာ potential ဘယ်လောက်ရှိတယ်လဲနောက်အနာဂတ်မှာ potential ဘယ်လောက်ရှိလဲဆိုတာကိုစဉ်းစားမယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ ဟိုဗီဒီယိုတွေတင် ပြီးတော့ပဲခုနကအရှိခန်းနေမှာကျွန်တော်ပြောခဲ့တဲ့အဲကျွန်တော် Make Money Channel လို့ခေါ်တဲ့ Make Money Channel အနေနဲ့ပဲ Google AdSense ကိုပုံမှာမှီခိုပြီးတော့ပဲတွားရမယ့် Channel မျိုးစားလားဒါမှမဟုတ်အဲကျွန်တော် Business Channel လိုမျိုးတခြား Business တွေပါဆက်လုပ်လို့ရသလား Potential ဘယ်လောက်ရှိသလဲအဲဒါမျိုးကိုကျွန်တော်တို့စစ်ဆေးသင့်တယ်စဉ်းစားသင့်တယ် နောက်ပြီး income stream ဘယ်နှခုရနိုင်မလဲ။အော် income stream ဆိုတာကျတော့ကျွန်တော်တို့ဝင်ငွေလမ်းကြောင်းပေါ့နော်။ဆိုတော့ခုနကကျွန်တော်ပြောတဲ့အာ make money channel ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမှာ travel knowledge အကြောင်းလေးပြောတယ်။တရေအကြောင်းလေးပြောပြီး video view တွေရတယ်။အဲသူကရရနိုင်တဲ့ income stream ကအများဆုံးနှစ်ခုလောက်ပဲရှိတယ်။နော်။အဲကျတော့ကျွန်တော်တို့ရဲ့ potential ကအရင်ကမကောင်းမကောင်းနေဘူးပေါ့။အင်ကန်စထရင်းကရနိုင်ကြီးကျွန်တော်တို့ DBS မြန်မာဆိုလို့ရှိရင်အင်ကန်စထရင်းပေါင်းများစွာရှိတယ် sponsorship ရနေတဲ့ training အခုပဲကျွန်တော်တို့ training training တွေ course တက်နေကြပြီ coaching တွေရှိတယ် consultation တွေရှိတယ်အဲနောက်ပြီး membership တွေရှိတယ်နောက်ပြီးကျွန်တော်တို့ essence တွေရှိတယ်အဲကျွန်တော်တို့ affiliate တွေရှိအများကြီးအများကြီးကျွန်တော်တို့ income stream တွေအများကြီးခွဲလို့ရ digital download လုပ်မလား physical products တွေထုတ်မလားလုပ်လို့ရအများကြီးလုပ်လို့ရတယ်အဲ့တော့အဲ့လိုမျိုး potential အများကြီးရှိနေတဲ့ channel idea ရောဟုတ်ရလားပေါ့အဲ့ဒီနေရာမှာတခုကျွန်တော်ဖြတ်ပြီးပြောချင်တာကကြတော့ ကိုယ့်ရဲ့ idea က income stream တစ်ခုပဲရှိလို့အားငယ်တော့တာမျိုးတော့မရှိပါနဲ့အချို့ idea တွေမှာ income stream တစ်ခုပဲရှိတယ်အဲ့ဒီတစ်ခုကိုပဲအဲကျွန်တော်အားကိုးလို့ရတဲ့ဟာမျိုးရှိတယ်ခုနကကျွန်တော်ပြောတဲ့ main money channel မျိုးစားတွေမှာပေါ့နော်ဆိုတော့အဲ့ဒါမျိုးဖြစ်နေရဆိုလို့ရှိရင်တော့အားငယ်မသွားနဲ့အနည်းဆုံးတော့ income stream တစ်ခုတော့ရှိသေးတယ်ဆိုတော့ income stream တစ်ခုရှိရဖြစ်တဲ့အတွက်အဲ့ဒီ income stream ကိုပဲအာရုံစိုက်ပြီးတော့ခုနက Google AdSense ကနေပြီးတော့ညညာရနိုင်ကြပဲရှိတယ်ဆိုလို့ရှိရင် Google AdSense မှာကျွန်တော်ကျွန်တော်တို့ညညာများများရအောင် ဗီဒီယိုများရအောင်လုပ်မယ်ပေါ့အဲအဲ့လိုအားလုံးစိုက်ပြီးလုပ်လိုက်လို့ရှိရင်လေကျွန်တော်တို့ရဲ့ဒီဘက်တခြား channel တွေရဲ့ဝင်ဝင်နဲ့မတိမ်မရင်ဖြစ်လာနိုင်တယ်တဘောပါလေအဲ့တော့ engagement တစ်ခုပဲရှိတယ်ဆိုလို့ရှိရင်တော့အားမငယ်နဲ့ကိုလက်ဒီ idea ကိုပြောရဲ audience size လည်းရှိတယ်ပတ်စံရနိုင်ခြေလည်းတကယ်ရှိတယ်သူများ content တွေကိုလည်းယူသုံးရမှာမဟုတ်ဘူး engagement လည်းရှိတယ်ဆိုလို့ရှိရင်တော့လုပ်ပါ engagement တစ်ခုမှမရှိတဲ့ဟာမျိုးဆိုရင်တော့မလုပ်နဲ့အဓိကဆိုလိုတာအဲ့ဒါ okay အဲ့တော့ next step မှာ potential calculator ဆိုတာနည်းနဲ့ကျွန်တော်တွေ့မယ် potential calculator ကအခုကျွန်တော်ပြောခဲ့တဲ့ဘလောက် potential ရှိတယ်လဲဆိုတဲ့ဟာကိုတွက်ချက်ပေးမယ် calculator ပေါ့နော်ဒါကကျွန်တော် DBS မှာ mobile မှာအော်ဒီဟာလည်း mobile ပဲအကုန်လုံးကဒီ content တွေအကုန်လုံးကကျွန်တော်ရဲ့ mobile နေများတယ် okay ကြည့်ကြည့်အောင်